ခြေလက်လူငယ်နဲ့လက်သမီးပုံရင်လေးကိုစတင်ပါမယ်ခြေလက်လူငယ်တယောက်ရဲ့စွန်းစားခန်းလေးပါသူ့နာမည်ကမောင်ရွှေပါမောင်ရွှေဟာခြေလက်လေးတယောက်မှာနေထိုင်တဲ့လက်သမားလေးတယောက်ပါ သူ့မှာစိတ်ကူးရင်ဆန်တဲ့စိတ်တွေစွန်းစားခြင်းနဲ့စိတ်တွေပြည့်နေပါတနည်းမှာ သူဟာတော်ရဲကိုထင်းရှားဖို့ဝင်လာခဲ့ပါတယ်တော်ရဲမှာသူဟာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။နောက်ပြန်လက်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတာကလှပပြီး နတ်သမီးတစ်ပါးပါပဲနတ်သမီးဟာရွှေရောင်လင်းတွေနဲ့ဝေးဝေးဆာဆာလင်းနေပါတယ်မောင်ရှိဟာသူ့ကိုမျက်ဝါးထင်ထင်မြင်ရတဲ့အတွက်အံ့အားတင်သွားပါတယ်နတ်သမီးကပြုံးယီလိုက်ပြီးငါ့နာမည်ကရွှေစင်ပါမင်းကိုစိတ်ဝင်စားလို့လာတွေ့တာပါလို့ပြောလိုက်ပါတယ်မောင်ရွှေဟာနတ်သမီးရဲ့အတန်ကိုကြားရတဲ့အခါသူ့နှလုံးသားကပူချလာအောင်ခံစားရ လက်သမီးကမောင်ရွှေကိုသူ့နောက်လိုက်လာဖို့ဖိတ်ခေါ်ပါတယ်သူတို့ဟာတောထဲကလူဝက်နေရပြီဘူးအတူတူရှောင်းလန်းကြပါတယ်တနည်းအားမှာရွှေစင်ကမောင်ရွှေကိုရွှေရွေယတနာရီနဲ့ပြည်နေတဲ့သူ့ဝက်ကူတစ်ခုကိုပြတ်တာပါတယ်ဒါပေမဲ့မောင်ရွှေကိုတတိပေးလိုက်ပါတယ်ဒီလူတွေကတတိထားပါမဟုတ်ရင်မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ပြောပါတယ် မောင်ရွှေဟာနတ်သမီးရဲ့စကားကိုနားမထောင်ဘဲရွှေတွေကိုလက်နဲ့ကောက်ယူလိုက်ပါတယ်။ဒါနဲ့ပဲဂူတဲကမီးတွေထလာပြီးမောင်ရွှေဟာလမ်းပျောက်သွားပါတယ်။တက်ပြီးသွားပါတယ်။မောင်ရွှေဟာတောထဲမှာလမ်းပျောက်နေပြီးကြောက်ရွံ့စိတ်တွေနောင်နာရီနဲ့ပြည်နေပါတယ်။နောက်ဆုံးမှာ သူဟာနတ်သမီးကိုပြန်တွေ့ပြီးသူ့အမကိုဝေချတောင်းပန်လိုက်ပါတယ်။နတ်သမီးကသူ့ကိုဆွလုပ်ပြီး ီပုံမြင်လေးကနေသင်ခန်းစာတစ်ခုရပါတယ်။လောဘကြီးခြင်းဟာအနေရများပြီးတစ္ဆာရှိခြင်းနဲ့စိတ်ရှိတီးခန့်ခြင်းတို့ဟာအရေးကြီးတယ်ဆိုတာပါပဲ။ခြေလက်လူငယ်နဲ့လက်သမီးပုံမြင်လေးကိုဒီမှာပဲရည်နာလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။